မင်္ဂလာပါခင်ဗျာဒီနေ့သင်ခန်းစာမှာတော့ကျွန်တော် massive ဝတ်ချက်မှာရှိရဲ့ကျွန်တော် at retry cancel ဆိုတဲ့ကျွန်တော်ဝတ်ချက်အကြောင်းကိုကျွန်တော်သေသေဆွေးနွေးတော့မှာပဲဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်လုတ်ချင်တဲ့ကျွန်တော်ပုံစံလေးရတော့ဥမာကျွန်တော် login ပုံစံလေးရှိတယ်အဲ့ဒီ login ပုံစံလေးရှိတယ်အဲ့ဒီ login ကိုကျွန်တော်ဘာနဲ့ချိန်ထားလဲဆိုတော့ဒီမှာ dictionary နဲ့ချိန်ထားတယ်ကျွန်တော် key ရော value ရောမှန်ရင်ဒီက login ရသွားမယ် အဲပြီးသွားရင်ကျွန်တော်နောက်ထပ် main window တစ်ခုတော့ပေါ်လာမှာပဲဖြစ်ပါဟုတ်ပြီဟုတ်ဒီမှာဆိုတော့ကျွန်တော်မောင်းမောင်းရေးလိုက်တယ်ကျွန်တော် password ကိုကျွန်တော်မှားပြီးရိုက်လိုက်တယ်ဆိုတော့အဲဒီမှာကျွန်တော်ဘာပေါက်လေးပေါ်လာလဲဆိုရင်ဒါကတော့ add refine cancel ဆိုတဲ့ node widget လေးပါဒီမှာဆိုရင်သူထူးခြားချက်ကကျွန်တော်ဘာရှိလဲဆိုတော့ okay နဲ့ cancel လို့ပဲ node ဒီဟာကျတော့ refine နဲ့ cancel ပါ retry ဆိုရင်ကျွန်တော်တို့ထပ်ပြီးတော့ထပ်ရိုက်မယ်ဆိုတဲ့သဘော cancel ဆိုတာနဲ့ကျွန်တော်တို့ထပ်မလုပ်တော့ဘူးဆိုတဲ့သဘောဖြစ်တဲ့အတွက် တော့ software ကိုတော့ပိတ်သွားမှာပဲဖြစ်ပါဟုတ်ပြီเนาะဒီမှာ refine နိုင်လိုက်မယ်ဆိုတော့ဒီမှာပြန်ရိုက်မယ်မောင်မောင်ပြီးသွားရင်ကျွန်တော်1 2 3 4 5ဒီကတော့အမှန်နိုင်လိုက်မယ် login နိုင်လိုက်ပြီဆိုတော့လည်းကျွန်တော်ဒီမှာ main window နောက်ထပ် window တစ်ခုကျွန်တော်ပေါ်လာတာပဲဟုတ်ဖြစ်ပါဟုတ်ပြီတော့ဒီပုံစံလေးကိုကျွန်တော်တွက်ကြည့်လိုက်အောင်เนาะပုံမှန်အတိုင်းပဲကျွန်တော်ဒီကင်တာဟို import ပေးလိုက်တယ် massive box ကို တုံးနေတဲ့အတွက်ကျွန်တော် cron tikena input massive out ဆိုပြီးတော့တုံးလိုက်တယ်။အောက်ကတော့ main window ကတော့ပုံပုံမှန်တိုင်းပဲကျွန်တော်ဒီမှာဆိုရင်ကျွန်တော် main window ခေါ်ဖို့အတွက်ကျွန်တော် tk .tk ကိုတုံးထားတယ်။ဒါပေမဲ့ဒီမှာကျွန်တော် main window မျိုးလိုမျိုးကျွန်တော်နှစ်ခုလုံးမှဖြစ်တဲ့အတွက်ပထမဆုံးကျွန်တော် window ကိုကျွန်တော် login window ဆိုပြီးတော့ပေးထားတယ်။ပြီးတော့ login form ဆိုပြီးတော့ပေးထားတယ်။ geometry ကိုတုံးပြီးကျွန်တော် site ကြောင်းထားတယ်။ဟို resize လုပ်လို့မရအောင် resize away ကိုကျွန်တော်ပေါ်ပေးတာ။တော့ widget တွေနေရာချထားတဲ့အခါမှာပတ်မှတ်သက်ကိုနေရာချထားတဲ့အတူကကျွန်တော်အလဲမှာပဲ node downline လေး node ပေါ်နေမှာသဘာတဲ့ကျွန်တော်ဒီမှာဆိုရင် label ကိုအမည်ဆိုပြီးတော့ကျွန်တော်ပတ်မှတ်သက်နဲ့ကျွန်တော်ရေးလိုက်တယ်။ဒီမှာ p8 pady နားကြတော့ node ဘာပြောလဲဆိုရင် node y မှာဆိုလဲကျွန်တော် y မှာဘာရှိလဲဆိုတော့အပေါ်ဘက် y နဲ့အောက်ဘက် y ရှိရဥမာကျွန်တော် widget တစ်ခုရှိတယ်ဆိုပါတော့ ဟိုဒီမှာဆိုရင်အပေါ်ဘက်ကိုချားမယ်ပြီးရင်ဒီဝက်ချက်ရဲ့အောက်ဘက်ကိုချားမယ်ပြီးရင်မှာတော့ဒီမှာတပဲနဲ့ရေးတာအဲ့သဘောမျိုးပဲကျွန်တော်ဖြစ်ပါဒီ5ကတော့အပေါ်ပါ5ကတော့အောက်ဘက်ပါဒါကတော့ကျွန်တော်ထပ်ပြီးတော့ဝိုင်းဝန်းထပ်ခွဲတဲ့သဘောပဲဖြစ်ပါပြီးသွားရင်တော့ဘာရေးလဲဆိုရင် user name ရေးတယ်ပုံမှန်တိုင်းပဲကျွန်တော်ဘယ်မှာထားမှာ login ဝင်းတော့မှာထားမယ်ဖောင်းတော့ပြည်အောင်လို့30ပဲကျွန်တော်လုပ်လိုက်တယ် အန်ထရီကိုကျွန်တော်ပတ်လောက်လိုက်တယ် D8 ကိုကျွန်တော်20ဆိုပြီးတော့ထားလိုက်တယ်ဒီမှာဆိုရင် PAD8 မှာလည်းဒီညာဘက်နဲ့ဘယ်ဘက်ရှိပါလဲเนาะညာဘက်ဘယ်ဘက်ဆိုပြီးတော့မခွဲတော့ဘဲနဲ့20ဆိုပြီးတော့တန်ပေးလိုက်တယ်ပြီးတော့ကျွန်တော် free အပြစ်ကျွန်တော်ဥပေါ်မှာဒါပေမဲ့ဒီဘက်မှာ20ခြံထားခဲ့မယ်အဲဒီဘက်မှာလည်းကျွန်တော်20ခြံထားခဲ့မယ်ဟုတ်ပြီတော့ level ဆိုလဲတော့ဘောစကဝတ်ဆိုလဲတော့အပေါ်တိုင်းမှာကျန်တာတွေအကုန်လုံး တော့အပေါ်တိုင်းပဲဖြစ်ပါတယ်ပြီးမှအောက်ကနေပြီးတော့ကျွန်တော်ပါထည့်လိုက်လဲဆိုရင်ဘော်တုံးတစ်ခုကျွန်တော်တိရောက်လိုက်တာပဲဖြစ်ပါဟုတ်ပြီနော်ဒီ main window လေးကိုဟိုကြည့်ကြည့်လိုက်ရဟုတ်ပြီနော်ဒီမှာထူးခြားတစ်ခုကပါရှိလဲဆိုရင် entry name ဖူးတော့ဖူးကတ်ဆက်ဆိုတာပေါ့ဖူးကတ်ဆက်ဆိုတာဘာလို့ပြောရလဲဆိုတော့ no program လေးဆက် run ကြတဲ့ကကျွန်တော်မောက်ကစာကဒီ username ဆိုတဲ့ entry မှာကျွန်တော်ပေါင်းနေရမှာပဲဖြစ်ပါဒီမှာဆိုရင်ဆက် run ကြတဲ့က username ဆိုတဲ့ အန်ဒရီမာနော်ပေါင်းနေပြီဖြစ်ပါဒီမှာဆိုတော့ main window ဟိုတိဆောက်ပြီးသွားပြီဟိုအဓိကလောက်ရှင်တာဒီ login ဆိုတဲ့ button လေးနှိပ်လိုက်တာနဲ့ကျွန်တော် login ဝင်မဝင်ကျွန်တော်ဆက်ရမှာပဲဖြစ်ပါဟုတ်ပြီအဲ့တော့တော့မလုပ်ရမလဲဆိုရင်ဒီ button နဲ့ချက်ဖို့အတွက်ဆက်ရှင်ရေးရပထမဦးဆုံးကျွန်တော်ဘာရေးလိုက်မလဲဆိုဒီ and loci and login token ကိုရေးလိုက်မယ်ပထမဦးဆုံးတော့ဘာရယူရမလဲဆိုရင်ကျွန်တော်ဒီ entry user name ရယ် entry password ရယ်ကကျွန်တော် သူကရိုက်ထားတဲ့စာတွေကိုကျွန်တော်ယူမှာယူရမှာပဲဖြစ်ပါအဲ့တော့ကျွန်တော် any any name ဆိုပြီးတော့ပဲတော့ပေးလိုက်မယ် ian entry user name foods.get ဆိုပြီးတော့ပေးလိုက်မယ်ပြီးတော့ no p a s w ဆိုပြီးတော့ရေးလိုက်မယ်ပြီးတော့ရင်ဘာရေးမလဲဆိုတော့ entry password foods.get ဆိုပြီးတော့ရေးရမှာပဲဖြစ်ပါဟုတ်ပြီတော့ name ရော password ရောက ဟိုပြီးနဲ့ဘယ်လိုမျိုးကြိုက်နေမှာတော့ local အောင်မြင်လဲဆိုပြီးတော့ node user မှာဖြစ်တဲ့အတွက်တော့ဒီနေရာမှာ n နဲ့ပဲ node ဆက်လိုက်မယ်ပထမဦးဆုံးကျွန်တော်နာမည်က dictionary ထဲမှာကျွန်တော် register လုပ်ထားတဲ့ user ဆိုတဲ့ dictionary ထဲမှာရှိလားမရှိလားဆက်ရမှာဖြစ်တဲ့အတွက် node ဘာလို့လဲဆို name n user ရ user ထဲမှာရှိလားပြီးတော့ n ရှိလဲရှိရမလဲဘာလောက်ရမလဲဆိုရင်ကျွန်တော် password လဲကျွန်တော်တို့ကျွန်တော်ရိုက်တဲ့ password နဲ့ ဟို user ရိုက်လိုက်တဲ့ password နဲ့ဒီ password နဲ့ညီရမှာအဲ့တော့ကျွန်တော်ဘယ်လိုရေးမလဲဆိုတော့ဟို P A W ဘာဘယ်သူနဲ့ညီရမလဲဆိုရင်ကျွန်တော်ကျွန်တော်ရိုက်လိုက်တဲ့ password ကိုဒီ dictionary ထဲမှာကြည့်မကြည့်သိရင်ပထမဆုံးတော့ဘာလုပ်လိုက်မလဲဆိုတော့ user ဆိုတဲ့ dictionary ကြည့်ရမယ်ပြီးတော့သူ့ရဲ့သူ့ရဲ့ key ကဘယ်လိုလဲဆိုတော့ no name key နဲ့ကျွန်တော်တို့ခေါ်လိုက်ပြီးဆိုတော့ဆံမိုးရမှာဖြစ်တဲ့အတွက် ဟိုညီလာမညီလာတော့ဆက်လို့ရပါပြီဒီလိုတိုင်းဖြစ်တယ်ဆိုရင်ကျွန်တော် main window တစ်ခုကျွန်တော်ပေါ်အောင်အဲ့တော့ကျွန်တော်ဒီနားလေးမှာလောလောဆယ်ကျွန်တော် main window မတိချောက်လေးကျွန်တော် message box ထဲမှာရှိတဲ့ကျွန်တော် info show info ဆိုတဲ့ box လေးကိုကျွန်တော်လောက်ထားမယ်ဒီထဲမှာတော့ mind တိုက်တယ်ဆိုပြီးတော့ပေးလိုက် mind di cyan နဲ့တိုက်တယ်ဒီနေရာမှာကျွန်တော်ကတော့အောင်မြင်သွားပြီပေါ့တော့အောင်မြင် and low yan low gain at uccee e a success ဆိုပြီးတော့လောလောဆယ်ပြထားမယ် ဟုတ်ကဲ့တကယ်လို့ဒီတိုင်းမဟုတ်ဘူးဆိုတော့ကျွန်တော်တို့ဘာလုပ်ရတော့မှာဒီတိုင်းမဟုတ်ဘူးဆိုရင်ကျွန်တော်တို့ကစက်လုံမလားမလုံဘူးလားဆိုတာတော့ပြောမှာအဲ့အတွက်ကျွန်တော်မတ်ဆိတ်ပေါက်မှာရှိတဲ့ကျွန်တော်တို့အဲ့ refine cancel ဆိုတာကိုကျွန်တော်တို့ကအသုံးပြုမှာပဲဖြစ်ပါအဲ့ refine cancel ကကျွန်တော်တို့ return ပြန်ပေးတယ်ကျွန်တော်တို့ true နဲ့ false နဲ့ return ပြန်ပေး refine လုံးမယ်ဆို true refine မလုပ်ဘူးဆိုပေါ့အဲ့တူကကျွန်တော်တို့က return ပြန်ထားတဲ့ value ရှိတဲ့အတွက်ကျွန်တော် query ပဲ assign ပေးလို့ရအဲ့အတွက်ကျွန်တော်တို့ကဘာလုပ်မလဲဆို retry ဆိုပြီးတော့ပေးလိုက်ပါကဲလို့ retry က true ဖြစ်နေကျွန်တော်ဆက်ပြီးတော့ဒိုလာဝင်ကြည့်ရဒီလိုမှမဟုတ်တော့ program ကြီးကိုတော့ပိတ်ပြန်ပါဘူးအဲ့တော့ကျွန်တော်ဗာရေးမလဲဆို massive box push. @retry1refinecanc e and cancel ဆိုပြီးတော့ရေးလိုက်မှာအဲ့မှာ title နေရာမှာကျွန်တော်တို့ကဗာရေးမလဲဆိုတခုခု login for ပေါ့အဲ့လိုဒီအဲ့လို GIN login F A I N နဲ့ဒီ for ပြီးတော့ရင်တော့ဒီနားလေးမှာ do you want to တော့ find game ပေါ့ do you want to try A G A I N again ဆိုပြီးတော့ရေးလိုက်ဟုတ်ပြီတော့ဒီနေရာမှာဒီကောင်က reply ဟာဘာဖြစ်နိုင်မလဲဆိုကျွန်တော်တို့ဟိုဒီဘောက်ပေါ်မှာရေးချတဲ့ပုံစံအတိုင်း reply လုပ်မယ်ဆိုရင် to reply တက်လှည့်လုံးမယ်ဆိုပေါ့ဟုတ်ပြီကျွန်တော်တို့အဓိက it retrying လုံးမယ်ဆိုရင်ကျွန်တော်တို့ကဘာပြန်လောက်အောင် retrying လုံးမယ်ဆိုရင်ကျွန်တော်တို့က password နဲ့နာမည်ကိုကျွန်တော်တို့ကဖြတ်ပြီးတော့ကျွန်တော်တို့ကဖြတ်ပြီးတော့ yay ခိုင်းနေခြင်းနဲ့အတူကတော့ဒီမှာဆိုရင်ဘာလုပ်မလဲဆိုတော့ password နေရာနာမည်တော့မဖြတ်နာမည်ရော password တွေရောဖြတ်ပြီးတော့ပြန် yay ခြင်းနဲ့ဆိုရင်ကျွန်တော်ဘာလုပ်မလဲဆိုတော့ကျွန်တော်တို့ entry entry user name full stop D E L E D E delete ဒီတော့နဲ့ entry ကျွန်တော်ဖြတ်ပေးလိုက်မယ်ပြီးသွားရင် ENDR1 entry password post.delete delete ဒီတော့နဲ့ကျွန်တော်တို့မှားတဲ့အတွက်ကျွန်တော်မှားနေတဲ့ပြန်ဖြတ်ပေးလိုက်တယ်ပြီးတော့ကျွန်တော်ဘယ်မှာတော့ entry လေးမှာတော့ focus ပြန်ထားခြင်းတဲ့အတွက် entry user name မှာကျွန်တော် entry user name ခု stop focus set ဆိုကျွန်တော်ပေးလိုက်ဟုတ်ပြီကျွန်တော်ဒီလိုမှမဟုတ်ဘူးဆိုကျွန်တော်ဘာလုပ်ပြန် ဆိုတော့ तू ကမရွေးတော့ဘူးလို့ပြောတဲ့အတွက်ကျွန်တော်တို့ကဘာမှလောက်ရမလဲဆိုတော့ window ကြီးကိုတော့တော့ပိတ်ပြရအောင်အဲ့တော့တော့ဘယ် window ကိုပိတ်ရမှာ window နံပါတ် login window အဲ့တော့ကျွန်တော် login window full stop တော့ဘာလောက်မလဲဆို D E S T R O Y destroy ဆိုပြီးတော့ပေးလိုက်ဟုတ်ပြီကျွန်တော်ရေးထားတဲ့ function ရေးပြီးသွားပြီ function ရေးပြီးသွားပြီအဲ့ function ကိုကျွန်တော်တို့ကဘာနဲ့ဆက်ပေးရမလဲ button နဲ့ကျွန်တော်ဆက်ပေးရမှာဟုတ်ပြီတော့ button နဲ့ login ဆိုတဲ့ button နဲ့ ဆက်ပြရမှာဖြစ်တဲ့အတွက်ဟိုဘာရေးမလဲဆိုရင် command command login ဆိုပြီးတော့ကျွန်တော်ရေးလိုက်အဲ့ဆိုကျွန်တော်ပုံမှန်တိုင်းတော့ပြန်လုပ်မယ်နော် username password entry တွေကနေယူမယ်ယူပြီးတော့ကျွန်တော် dictionary ထဲမှာရှိလားသိရင်ဆက်တယ်ပြီးတော့ password နဲ့ရှိလားမရှိဘူးတူလားမတူလားပြန်ဆက်တယ်တူရင်ကျွန်တော် login ဆက်ဆက်ဖြစ်တဲ့အတွက် message box မှာရှိတဲ့ show info message box ကိုတုံးပြီးကျွန်တော်ပြသထားတယ် ဒီလိုမှမဟုတ်ဘူးဆိုရင်ကျွန်တော် message box ကနေ message box ကနေပြီးတော့ထပ်ပြီးတော့ကျွန်တော်တို့ထပ်လုံမလားမလုံဘူးလားဆိုတာကိုကျွန်တော်ပြောမယ်ထပ်လုံမယ်ဆိုရင်ကျွန်တော်တို့မှားနေတဲ့စာတွေဖြတ်ပေးလိုက်မယ်မလုံဘူးဆိုတော့ကျွန်တော်တို့ window ရုံတော့ပိတ်ပြလိုက်မှာပဲဖြစ်တယ်ဟုတ်ပြီနော် program လေးကိုတော့ run လိုက်မယ်ဒီမှာကျွန်တော်နာမည်ကျွန်တော်မှားထည့်လိုက်မယ်ဟော login နဲ့ဒီလိုဝင်လို့အကင်းဆိုပြီးတော့ပေါ်လိုက်အဲ့ဒါဘာလို့ကြောင်းမလို့လဲဆိုရင်ကျွန်တော် message box retry cancel ဆိုတော့ဟုတ်ပြီကျွန်တော် retry လုပ်မယ်ဆိုရင်တော့ပြတ်သွားမယ်ဟုတ်ပြီကျွန်တော်ဒီမှာကတ်ဆိုင်မလုပ်တော့ဘူးဆိုရင်ကျွန်တော်အကုန်လုံးဘောက်တွေဝင်တော့အကုန်လုံးကျွန်တော် application တော့ပိတ်သွားမှာပဲဖြစ်ပါဟုတ်ပြီဒီနေရာမှာကျွန်တော်ကဒီမှာအမှန်တိုင်းကျွန်တော်ရိုက်လိုက်မယ်မောင်းမောင်းပြီးတော့1 2 3 4 5ဟုတ်ပြီတော့နိုင်လိုက် login success ဆိုပြီးတော့ပေါ်လာမှာပဲဖြစ်ပါဟုတ်ပြီဒီနေရာမှာကျွန်တော် login show info ဘောက်ကိုမတုံမနဲ့ကျွန်တော်ကျွန်တော် login ဝင်လို့အောင်မြင်သွားပြီဆိုရင်ကျွန်တော်တို့ဒီ login ဝင်လို့ရတော့ပိတ်သွားမယ်ပြီးသွားရင်နောက်ထပ်ဝင်လို့တခုကျွန်တော်ပေါ်လာခြင်းနဲ့ဆိုရင်တော့ဘယ်လိုလုပ်ရမလဲဆိုရင် function တခုထပ်ရေးလိုက်မယ်အဲ့ function ထဲမှာပါရှိမလဲဆိုရင်ကျွန်တော်တို့ main window ဆိုပြီးတော့ရေးလိုက်မယ် main ကျွန်တော်တို့က window ဆိုပြီးတော့ရေးလိုက်ဒီ function ထဲမှာ main window တခုဒီဆောက်တဲ့ကျွန်တော် window လေးတခုကျွန်တော်ဒီဆောက်လိုက်အဲ့တော့ကျွန်တော်ဒီမှာပါရှိမလဲဆိုရင် MAI main ဟို main w ဆိုပြီးတော့ရေးလိုက်မယ်ရေးပြီးတော့ tk foods တော့ကျွန်တော် tk ဆိုပြီးတော့ကျွန်တော်ရေးလိုက် main window အတိုင်းမှာကျွန်တော်ဒီအောက်ကပုံမှန်အတိုင်းမှာကျွန်တော်ဒီအောက်ကဘောက်လေးတွေကိုကျွန်တော် copy ပူးလိုက်မယ်ကူးပြီးတော့ကျွန်တော်ဗာရေးမယ်ဆိုရင်တော့ဒီ login window နေရာမှာကျွန်တော် main w ဆိုပြီးတော့ like like ရေးရမှာပဲဖြစ်ပါအဲ့တော့ကျွန်တော်ဒီနေရာမှာနံပါတ်ရမယ် w ဆိုပြီးတော့ကျွန်တော်ရေးလိုက် main window ဒီ main main w ကိုကျွန်တော် main and ob loop ဆိုပြီးတော့ပြရမှာပဲဖြစ်ပါအဲ့ဒါဆိုကျွန်တော် window တော့ပွင့်လာမှာပဲဖြစ်ပါဟုတ်ပြီဒီနေရာမှာကျွန်တော် level လေးတစ်ခုကျွန်တော်ထားလိုက်မှာအလဲတက်တက်ဒီမှာထားခြင်းနဲ့အတူ tk push dot and လေး dn level ဘယ်မှာထားမအောင် main w မှာထားမယ်တက်နံပါတ်ကကျွန်တော်ဗာရေးမိလဲဆိုရင် a e n ကို hello ဆိုပြီးတော့ရေးလိုက်မယ်ရေးပြီးတော့ form ကိုဟိုပြီးတော့သူ့ကျွန်တော်ဟိုလောက်နေစနစ်လောက်နေကျွန်တော်ရေးလိုက်ရေးပြီးတော့ရင်ကျွန်တော်ဘာလုပ်မလဲဆို form color ကိုကျွန်တော် g r c n green ဆိုပြီးတော့ပေးလိုက်ပြီးပြီးတော့သူ့ကိုနေရာချထားလိုက်နေရာချထားတဲ့အခါမှာကျွန်တော်အလေတက်တက်ဖြစ်နေတယ်ဆိုတော့ကျွန်တော်မလုပ်မလဲဆိုရင်ကျွန်တော် expect E H P A N D expand ကိုကျွန်တော်တစ်ပေးမယ်တစ်ပေးပြီးတော့ကျွန်တော်ကျွန်တော် B O D A ဒီတိုင်းဟိုပေးလိုက်ဟုတ်ပြီဟုတ်ဒါဆိုရင်ကျွန်တော်အောင်မြင်သွားတာနဲ့ကျွန်တော်ဘာလုပ်ရမလဲဆိုရင် show info အစားကျွန်တော်ဒီ main window ကိုကျွန်တော်ပွင့်မယ်ဆိုပြီးတော့ပြောမယ်အဲ့တော့ကျွန်တော်ဘာလုပ်မလဲဆိုရင်ဘယ်သူဘယ်ဖန်ရှင်ပေါ်ရမလဲ main window ဆိုတဲ့ဟို function ကိုခေါ်မယ် ခေါ်ပြီးသွားပြီဆိုရင်ကျွန်တော်မခေါ်ခင်ဟိုကောင်ကြီးကိုကျွန်တော်အရင်ပိတ်ခင်အဲ့တော့ကျွန်တော်အိမ်မှာ login form ကိုကျွန်တော်ပိတ်ခင်တဲ့အတွက် login window cruise.desktop that's right ဆိုပြီးတော့ပြေးကြည့်လိုက်ဟုတ်ပြီเนาะဒီ program လေးကျွန်တော်အလုပ်လုပ်မလုပ်ကျွန်တော်ချက်လောက်ကျွန်တော် run ကြည့်လိုက်ဟုတ်ပြီကျွန်တော်အောင်မြင်အောင်ကျွန်တော်ရေးလိုက်မှာမောင်းမောင်း1 2 3 4 5 ကျွန်တော်တို့လိုခင်အောင်မြင်သွားပြီဆိုတာနဲ့တော့ဒီမှာ user နိုင်နေရှိတယ် password လည်းမှန်တယ်ဆိုရင်ကျွန်တော်တို့လိုခင်ဝင်လို့ပြတ်သွားမယ်ပြတ်ပြီးသွားရမယ်ကျွန်တော်နောက်ထပ် main window တစ်ခုကျွန်တော်ပေါ်လာမှာပဲဖြစ်ပါနိုင်လာမယ်ကျွန်တော်နောက်ထပ် main window တစ်ခုပေါ်လာဒီမှာဆိုရင် hello ဆိုပြီးတော့ကျွန်တော်ပေါ်လာမှာဒီမှာဆိုရင် login form ဖြစ်တယ် login form မဟုတ်ဘဲနဲ့ကျွန်တော်ဒီနားလေးမှာ main window ဆိုပြီးတော့ပြောင်းလို့ရတယ် main login main window ဆိုပြီး တော့ဈေးလိုက်မယ်အဲဒါဆိုတော့ပုံရခံစားချက်ရှိဟုတ်ပြီတော့ program လေးကိုတော့လွှမ်းလိုက်မယ်တော့အမှန်တိုင်းပဲဈေးလိုက်မယ်မောင်မောင်1 2 3 4 5တော့ login ဆိုပြီးတော့နှိပ်လိုက်လို့ရှိရင်တော့ main window ဆိုပြီးတော့ hello ဆိုပြီးတော့တော့ဒီမှာပေါ်လာပါဒါတော့ကျွန်တော်ပုတ်ကုတ်အကုန်လုံးပါ no function နှစ်ခုရှိရင်ပထမ function က login ဝင်မဝင်ဖြစ်တဲ့ function ပြီးတော့မှ no ဝင်နေဆိုရင် no main window လောက်တဲ့ function ကိုခေါ်မယ်မခေါ်ခင် no လုပ်ငန်းဝန်းတို့ဖြတ်ပြင်မယ်အမားတယ်ဆိုရင်ဟိုဆက်လုံမလားမလုပ်ဘူးလားဘာသုံးထားလဲဆိုရင် message box အဲ့ refund cancel ဆိုတာသုံးထားတာတော့ကျွန်တော်တို့ function နှစ်ခုကပြီးတော့မှအောက်ကကျွန်တော်တို့ဒီ function လာပါတယ်ကျွန်တော်ဆွေးနွေးခင်တာတော့ဒီနေ့ကတော့လောက်ပါပဲကျေးဇူးတင်ပါခင်ဗျာ